ာဒီနေ့စင်ကာပူမှာ family တင်တွေ့နေပါပြီ။စင်ကူရောက်ညီကောင်မောင်နှမများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။သူကကျွန်တော်တို့ညွေဦးတော်လိုင်းရေးမှာသူ့ရဲ့အမှုပညာတွေအားလုံးကိုဆော်လုပ်ပြီးတော့ ီ NUG ကို support လုပ်တာဒီ NUG ဒီလမ်းအားလုံးပဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထုတ်သတင်းဝင်တွေကိုနေ့စဉ်တွေပြင်ဆင်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးတိုက်တာပေးဖို့ပြောကြားချင်ပါတယ်ဒီမှာမြေရန်တက်တက်ကြွကြွပါဝင်ပေးခဲ့တဲ့ UK ရဲ့ဒါ NUG ambassador ဒီဒီ test ကြောလှရှာသူတို့တို့မဟုတ်ဒေါ်လာရေးကိုထောက်ခံနေတဲ့ဒေါ်လာကြီးကိုမောင်းနှမတွေကတူဦးဖြစ်ပါတယ် ဒီနေ့စင်ကာပူမှာသူရဲ့ family meeting ကိုလာရောက်ဝမ်းရံပေးကြတဲ့စင်ကူရောက်ကြီးကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်တွန်လီကောင်မဒီနေ့လန်ဒန်မှာလည်းနောက်နဲ့ ever ရုပ်ရှင်ရှိပါတယ်အဲ့ဒီတွေ့လဲလက်မှတ်တွေဆိုအောင်ပြောင်းဝယ်ယူပေးကြတဲ့ UK ရောက်လန်ဒန်ရောက်ကြီးကိုမောင်နှမများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် လာမယ့်29ရက်နေ့မှာပြုလုပ်မယ်နော်ဒီဂီတဖြောပြီးပွဲအလုံးဝရဲ့ခင်ဖုံးရဲ့ဂီတဖြောပြီးပွဲကိုလည်းလက်မှတ်လေးတွေဝယ်ပေးကြပါဦးလို့လက်မှတ်လေးတွေကြံနေပါသေးတယ်အထူးသဖြင့်တရားတန်းနဲ့80တန်းနေပေါ့နော်အားလုံးကိုလက်မှတ်လေးတွေဝယ်ပေးကြဖို့လေတိုက်တွန်းလို့ဆိုပါတယ်။ဒီနေ့လောက်မှတကဘာလုံးမှဂီတဖြောပြီးပွဲတယ်အထူးသဖြင့်ဒီနေ့ကျွန်တော်ဒီလောက်ဒါဒီ ဘာဖလိုမှာလည်းရောင်းပြီးဂီတဖြောပြီးပဲရှိပါတယ်အဲ့တော့တကဘာလုံးမှာဒီကျွန်တော်တို့ဒီတော်လိုင်းရာသူအချိန်နဲ့သူသွားနေပါတယ်နော်ဒီတော်လိုင်းပြည်သူနဲ့အေဂရုကတီးတန့်ကိုရှိပါတယ်အဲ့ဒီတည်းကျွန်တော်တို့ကဘာမှအာရော့စရာမရှိဘူးအားငယ်စရာမရှိဘူးချင်းကြီးကလည်းကောင်းပါတယ်နော်မနေ့ကဆိုရင်ဒါသူ ဖအံကိုလာတယ်သူညမအေးရဲပဲနဲ့ထွက်ပြေးသွားပြီးတော့မော်မြိုင်မှာရှိတဲ့ညစည်းတောင်ကိုသွားလုံနေတယ်အဲ့ဒီကဟိုဖအံလိုနေရာမှာတော့သူတို့ကြာကြာမနေရဲပါဘူးเนาะအဲ့တော့ဒီဖအံလိုနေရာမှာတော့သူကြာကြာမနေရဲပါဘူးအဲ့တော့သူတို့မြန်မာနိုင်ငံကိုစိုးမိုးထားတယ်ဆိုတာစဉ်းစားစရာမိကုန်ထုတ်စရာပါเนาะပြောချင်တာက သူမွေးထားတဲ့မိရပဲသူ့ကိုပြန်လောင်နေပါပြီဒီ9နှစ်တာကာလမှာ9နှစ်တာကာလမှာဒီကြားဖြန့်လုပ်ငန်းကနေပြီးတော့ကြီးထွားလာတဲ့ဝင်ငွေတွေနဲ့သူတို့တွေရည်တည်ခဲ့ရတာအဲသူမွေးထားတဲ့မိရသူ့ကိုပြန်လောင်နေပြီပေါ့သူ့ကိုပြန်လောင်မြိုင်နေပါပြီဒီနေ့ဒီ UK နဲ့ US နဲ့တရင်နှစ်ပုတ်ကိုတင်ပြခြင်းပါတယ် အမေရိကန်အ UK မှာတင်းကိုဦးစားပေးတင်ဆောက်ခြင်းပါတယ် UK မှာကမနေ့ပြန်ပေါ့နော်မနေ့ပြန်မှာ UK အစိုးရကပြည်ထရေးဝန်ကြီးကနေပြီးတော့လွှတ်တော်မှာဥပဒေပြင်ပါတော့မယ်အဲ့ဒီဥပဒေကလည်းဒိမ့်မတ်နိုင်ဒိမ့်မတ်နိုင်ငံကနေပြီးတော့သွားပြီးတော့ကျင့်သုံးထားတဲ့ဥပဒေကိုဒါအတူယူမှာပါပြောချင်တာကဆွီဒင်နိုင်ငံမှာလည်းအဲ့ဒါကျင့်သုံးနေတာကြားပါပြီ အရင်တော့ကကျွန်တော်တို့တွေဒီနိုင်ငံတွေရောက်လာပြီးအဆိုင်လန်တွေခံကြရတယ်ဆိုရင်အမြဲတမ်း၅နှစ်နေထိုင်ခွင့်ပေးပါတယ်ပြီးတော့တနှစ်နေရင်အမြဲတမ်းနေထိုင်ခွင့်ရပြီးတော့နိုင်ငံသားဖြစ်ကြတာပေါ့ဗျာပြောချင်တာကရသက်ပံအခုလုံခွင့်ပေးတာပေါ့အဲ့တော့အဲ့ဒါကအဲ့ဒါကနေပြီးတော့ဒီတကဘာလုံးမှာရှိတဲ့ဒုက္ခရောက်တဲ့လူတွေကအဲ့ဒီဒါကိုမက်ပြီးတော့အားလုံးလာကြတယ်လीအဲ့တော့သူ တားလို့စီလို့မရတဲ့ခါမှာ အခု UK နိုင်ငံကလည်းဒိမ့်ပတ်နိုင်ငံရဲ့ဥပမာအတိုင်းမနေ့ပြန်မှာ UK နိုင်ငံကို ရောက်ရှိလာတဲ့ဒီ asylum seeker တွေအားလုံးယာယီခိုလုံခွင့်ပဲပြီးတော့မှာတစ်နှစ်ပဲပြီးမယ်နှစ်နှစ်ပဲပြီးမယ်ပြီးရင်သူ့နိုင်ငံကောင်းရင်ပြန်ပို့တော့မှာအဲ့ဒါဒိမ့်ပတ်နိုင်ငံမှာကျင့်သုံးနေပြီသားပါဆွီဒင်မှာလည်းကျင့်သုံးနေပါပြီပြောချင်တော့အရင်တော့ကလို့ကျွန်တော်တို့ခေတ်ကလို့ခေတ်ကောင်းတော့ကလို့တသက်လုံး နေထိုင်ခွင့်ရပြီးတော့နိုင်ငံသားဖြစ်ဖို့အခွင့်အရေးကိုဥပဒေအရပြင်ပါပြီဒီမိုကရေစီစနစ်ဆိုတာဥပဒေပြင်တာပါเนาะဒီဥပဒေရဲ့အာဏာချက်တွေနဲ့လူတွေကအခွင့်အရေးယူလာကြတယ်ဆိုရင်ဒီဥပဒေရလွတ်တော်မှာပြင်ပြီးတော့အရင်တော့ကဥပဒေရသူတို့နေထိုင်ခွင့်ပေးနေတာအခုဥပဒေရပြင်ပါပြီအဲ့တော့မနေ့ပြင်ကစပြီးတော့ UK နိုင်ငံမှာအဆိုင်လန်တင်ထားတဲ့လူတွေအဆိုင်လန်အောင်ရင်ပေါ့เนาะသူတို့လွတ်တော်မှာဥပဒေတင်တော့မယ်အဲ့ဒီဥပဒေအတည်ပြုသွားရင် ယာယီနေတိုင်းခွင့်မရတော့မှာဥမာတစ်နှစ်ပဲဆောက်ရှောက်မှာနှစ်နှစ်ပဲဆောက်ရှောက်မှာအဲ့ချိန်မှာမြန်မာနိုင်ငံကောင်းဝိုင်းပြန်ရတော့မှာကျွန်တော်တို့ခေတ်ကလို့ဒီ green card ရှောက်ဖို့မဖြစ်နိုင်တော့ဘူးသူနေလေကောင်နိုင်ငံသားဖြစ်ဖို့ဝေးတဲ့ဝေးသွားပြီပေါ့ပြောချင်တာကသူကကန့်သတ်လိုက်တာလာတဲ့လူတွေမလာရအောင်ပြီးတော့ဒီ Boris Johnson's Rishi Sunak ခေတ်ကလုတ်ခဲ့တဲ့ immigrant တွေပေါ့နော် အထူးသဖြင့်ဝဘာမီတီနဲ့ dependent တွေအများအများခေါ်လိုက်တဲ့ကိစ္စပေါ့အဲ့တော့အဲ့ဒီလူတွေကိုလည်း10နှစ်ပြည့်မှအမြဲတမ်းနေထိုင်권ပေးတော့မယ်ဆိုလိုချင်တာက10နှစ်မတိုင်မီခင်အစိုးရရဲ့ benefit system ကိုသုံးစွဲ권မရှိတော့ဘူးရယူ권မရှိတော့ဘူးကိုကိုဘွားကိုရက်တည်10နှစ်ကြာမှအမြဲတမ်းနေထိုင်권ပေးပြီးနိုင်ငံသားလမ်းကြောင်းကိုပေးမယ်ပြောချင်တာကပို့ပြီးတော့ကြာအောင်လူတွေကိုမလာကျင်တော့လောက်အောင် ဒါလှုပ်လိုက်တဲ့ဤသည်ဤပါပဲပြောချင်တာကကတ်တက်လိုက်တာပါကျွန်တော်တစ်ချိန်ကပြောသလိုပဲအမြန်ဆုံးမြန်မာနိုင်ငံကလူတွေ UK ကိုလာပြီးအဆိုင်လန်ခံကြပါကျွန်တော်တို့ရွှေခေကုံတော်မယ်ဥကုံပါပြီအဲ့တော့ UK နိုင်ငံကလည်းကန်တန်ဘူဒီအနေဖြင့်မှလွှတ်တော်မှတည်မယ်လို့ပြောနေပါပြီအဲ့တော့အရင်တုန်းကလိုလိုလေကူကူနဲ့နိုင်ငံသားတွေဖြစ်ဖို့မလိုရတော့ပါဘူးပြောချင်တာက UK နိုင်ငံမှာလာပြီးတော့ ဒီရသက်ပံစောက်ရှောက်ခွင့်တွေလည်းမရတော့ပါဘူးထိုနည်းကအမေရိကန်မှာလည်းဒီဗီဇာဘန်လုပ်ထားတဲ့နိုင်ငံတွေကို green card ရှောက်ဖို့မပေးဖို့သမ္မတထရန်က ပြုပြင်လိုက်တဲ့ဥပဒေတွေထွက်လာပါပြီအဲ့ဒီမှာလည်းမြန်မာနိုင်ငံလည်းပါတော့ပေါ့အဲ့တော့သူတို့ဗီဇာဘန်လုပ်ထားတဲ့နိုင်ငံတွေကဒီနိုင်ငံသားနဲ့ပတ်သက်ပြီးစစ်ဆေးရတာခက်ခဲတာဖြစ်တဲ့အတွက်အဲ့လူတွေကို green card မပေးဖို့ အမြဲတမ်းနေတိုင်းကွယ်မပေးဘူးနိုင်ငံသားတွေမပေးဘူးစတင်ကတ်တမှုတွေလှုပ်လာပါပြီပြောချင်တာကဒီကဘာကြီးမှာများပြားလာတဲ့ဒီ immigration ပြဿနာပေါ့နော်လူတွေရွှေ့ပြောင်းလာတဲ့ပြဿနာကိုသူတို့နိုင်ငံတွေကလည်းဒီမတတ်နိုင်တော့တဲ့အခါမှာကတ်တမှုတွေလှုပ်လာတဲ့သဘောပါပဲတခါအမေရိကန်နိုင်ငံမှာလည်း ဒီသမရတော်နဲ့ထွင်ရအဓိကထောက်ခံခဲ့တဲ့သူ MTG လို့ခေါ်တာပေါ့မာဂျူရီတေလာဂရင်းနဲ့သမရထရန်နဲ့သဘောထား꿰ကြပါပြီဒီ SN5 နဲ့ပတ်သက်ပြီးသမရထရန်ကသူရွက်ောက်ပဲကံပိမှာ SN5 ကိုထုတ်ပြန်ကြေညာပေးမယ်လို့ပြောခဲ့တယ်ဒီနေ့ထုတ်ပြန်ကြေညာပေးဖို့အတွက်သမရထရန်ကသဘောမတူတဲ့အခါမှာဒီဒီမိုကရက်တီနဲ့အတူမာရီ ဒီ Taylor Green ကဒီ Republican 56ရောက်ကအောက်လွှတ်တော်မှာဒီဒီမိုကရက်တူမဲပေးပြီးတော့ဒီ Assin Fine ကို ထုတ်ပြန်ကြေညာဖို့ကြေညာလိုက်တဲ့အခါမှာသမ္မတ Trump ကစိတ်ဆိုးဒေါသထွက်ပြီးအဲ့ဒီ Taylor Green ကသူမထောက်ခံတော့ဘူးနောက်တစ်ခါ primary မှာလည်းသူ့ကိုမဲမပေးကြဘူးစတင်တိုက်ခိုက်လိုက်ပါပြီအဲ့ဒါနဲ့ ေလာဂရင်းကလည်းမနေ့ကသူ့ရဲ့ Twitter မှာသူ့ကိုအသက်အန္တရာယ်ထိန်းချောက်တာဖြစ်တဲ့အတွက်သူ private ဒီပုဂ္ဂလိကဒီလုံခြုံရေးကုမ္ပဏီကိုတော့သူခေါ်ယူထားပြီအမေရိကန်နိုင်ငံမှာဩဇာအကြီးမားဆုံးဖြစ်တဲ့သမ္မတ Trump ကသူ့ကိုအသက်အန္တရာယ်ကိုချိန်ချောက်နေပါတယ်ဆိုပြီးတော့ကိုမနေ့က posting ပြီးတရေးနေပါပြီပြောချင်တာက Republican ရဲ့ mega ရဲ့အကွဲပြေစာပါပြီအခု မင်းအောင်လှိုင်နဲ့ဒီကိုကန့်ကြီးဝေမိသားစုတွေပေါ့နော်အခုဆိုရင်ဒါ BGF ကဘူချစ်သူတို့အုပ်စုတွေနဲ့အကွဲပြဲစသလိုပဲသမရထရန်ရဲ့မက်ဂါလှုပ်ရှားမှုကအဓိကအမာခံမက်ဂါအစစ်ဂျော်ဂျီယာပြည်နယ်ဝက်ဂျော်ဂျီယာပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားလှယ်ဒေလာဂရင်းနဲ့သမရထရန်နဲ့ကွဲကြပြဲကြပါပြီ အဲ့တော့နိုင်ငံရေးမှာအကြမ်းဖက်မှုပေါ့နော် violence နဲ့အဆုံးသတ်တာမျိုးကိုချိန်ချောက်တာတွေသုံးသတ်တာမျိုးကိုလုပ်ခဲ့ကြတာလေအဲ့တော့အခုတို့အချင်းချင်းသဘောထားမတူကြဘူးအဲ့တော့ဒီ Estein Fine လို့ခေါ်တဲ့ဒီဒီသူကတော့တည်သွားပါပြီနော်သူကတော့ဒါဒီကလေးငယ်များပေါ်လိန်အရှုပ်တော်ပုံ ကိစ္စကြီးနဲ့ပတ်သက်ပြီး အောင်လွတ်တော်ကသူတို့စုံစမ်းတွေ့ရှိတာတဲ့တပ်တွေအထောက်ထားများကိုထုတ်ပြန်ကြေညာဖို့ဒါဂျိုးဘိုင်နန်လက်ထက်တဲကဂျိုးဘိုင်နန်ကမလုပ်ခဲ့ဘူးဘာတော့ဂျိုးဘိုင်နန်တို့လည်းအဲ့ထက်မှဘသူပါလဲအကုန်သိတာပဲလीနော်မလုပ်ခဲ့ဘူးအဲ့ဒါကိုသမရထရန်ကသူရွေးကောက်ပွဲကမ်ပိန်းတို့ကဂျိုးဘိုင်နန်တို့ကသူတို့ဒီမိုကရက်ကလူတွေပါလို့မထုတ်ပြန်ပါဘူးဒါကြောင့်သူဒါသမရဖြစ်ရင်သူ့ကိုမဲပေးရင်အဲ့ဒီ စရင်ကြီးကိုအဲ့ဒီအထောက်ထားတွေကိုသူထုတ်ပြန်ပါမယ်ဆိုပြီးတော့မဲဆွဲခဲ့တယ်အဲ့ဒီချိန်မှာဒေလာဂရင်းတို့ကအကြီးကြီးထောက်ခံခဲ့တယ်သူတို့ကတော့ဒီမိုကက်ကလူတွေပေါ့အထူးပဲကလင်တန်တို့ဘာလို့ပါတယ်ဆိုပြီးတော့သူတို့ကပုတ်ခတ်ခြင်းလို့ဒါပေမဲ့ပြဿနာကအဲ့ဒီထဲမှာသမရထရန့်နာမည်ကြီးပါပါနေတဲ့ခါကျတော့သမရထရန့်တကယ်လေအာနာရလာရောသူ့ရဲ့နိုင်ငံဆိုင်မှုကြီးအဲသူ့ရဲ့တရားရုံးကြီး ပန်ဘူဒီကအဲ့ဒီစီရင်ကမရှိပါဘူးရှိပါတယ်အငင်းပွားမှုလို့မထုတ်ပြန်ပေးခဲ့တဲ့ခါမှာ မက်ဂါတွေကစိတ်ဆိုးတယ်သမရထွန်းကသူတို့ပေးထားတဲ့ဂတိကိုမတီးဘူးအဲ့ဒီချိန်မှာဒေလာဂရင်းကထုတ်ပြန်တဲ့ဘက်ကနေပြီးတော့ယူကောက်ဘက်ဂတိတိုင်းဒီမဲဆန္ဒရှင်ပြည်သူတွေတည်တည်နေဆိုပြီးတော့ပြောလာတဲ့အခါမှာစတင်ပြီးသမရထွန်းနဲ့တဘောတာကွဲတယ်အဲ့ဒီချိန်မှာသမရထွန်းကဒါဒီမိုကရက်တီရဲ့လှုပ်ရှားမှုကြီးပါညာဆိုပြီးပြောခဲ့တယ်တချိန်တော့လည်းဒီမိုကရက်တီရဲ့လှုပ်ရှားမှုဆိုသူကကြီးညာမယ်ပြောပြီးသူတကယ်အာဏာရလာတဲ့အခါမှာသူ့နာမည်လဲပါနေတာဖြစ်တဲ့အတွက်သူမထုတ်ပြန်ရဲတော့ဘူး ဲ့ဒါကိုဒီလာဂရင်းကသူ့ကိုစန့်ကျင်ပြီးထုတ်ပြန်မယ်လို့မဲပေးတော့မယ်လို့ပြောလိုက်တဲ့အခါမှာသူစိတ်ဆိုးသွားကြတာအဲ့ဒီချိန်မှာဒီလာဂရင်းရေးထားတဲ့မနီမနီကဒီသူ့ရဲ့ post မှာတင်ထားတာလေးကအလွန်အမတန်စိတ်ဝင်စားစရာကောင်းတယ်သူ့ကို get trap ပေါ့နော်ပေဒံဖြစ်ချင်းချောင်းမှုတွေဖြစ်ပေါ်နေပြီးအမေရိကန်နိုင်ငံမှာရှိတဲ့အာနာအကြီးဆုံးသမ္မတကြီးကသူ့ကိုလောက်ကြံနေပြီးအ ပြီးတော့အမျိုးသမီးတွေရဲ့ဘဝတွေကိုချိန်ချောင်းနေပြီ အမေရိကန်နိုင်ငံကြီးမှာ အမျိုးသားတွေကပဲနေရာယူနေတယ်ဒါကြောင့်သူဒါအခုချိန်ချောင်းခံနေရတာဖြစ်တဲ့အတွက်တဲ့ဒီ Epstein ရဲ့ Victim လို့ခေါ်တဲ့မတင်းချင်းခံရတဲ့တို့သမို့လေလိန်ရှုပ်တော်မှာပါခဲ့တဲ့မင်းကလေးငယ်များတွေဘလောက်ကြောက်ရွံ့နေမလဲဆိုတာကိုသူကိုချင်းစာမိသွားပြီတဲ့။မကြောက်လေ အဲ့ဒီကလေးငယ်များက ထုတ်မပြောရဲဘူး။ဘာပြောလို့လဲ။အမေရိကန်နိုင်ငံမှာချမ်းသာကြွယ်ဝတဲ့တတိယဒီနဲ့ဩဇာအာဏာရှိသောနိုင်ငံရေးပုဂ္ဂိုလ်တွေကကျူးလွန်ထားတာဖြစ်တဲ့အတွက်သူတို့ကြောက်တာပေါ့ဗျာမပြောရဲဘူးပေါ့။မြန်မာနိုင်ငံမှာဗိုလ်ချုပ်အုပ်စုတွေလောက်တာကိုမပြောရဲသလိုပေါ့ဗျာ။အဲ့ဒါကိုဒေလာဂရင်းကမနေ့ကသူ့ရဲ့ post မှာဝန်ခံသွားတယ်ပေါ့။အမှန်ကတော့သူတို့အချင်းချင်းအကွဲပြေပါ။ ။အကိုတဲကလည်းသူလည်းဓမ္မရထွန်းကိုဘလိုင်းကြီးထောက်ခံခဲ့တယ်လို့အဲ့မှာသူရေးထားတယ်သူ post မှာသူကိုယ်တိုင်ဓမ္မရထွန်းကိုရွေးချယ်ခံရအောင်ထောက်ခံပြီးအားပေးပြီးကူညီပေးခဲ့တယ်လို့တဲ့။အဲ့တော့သူ့ကိုယ်တော်အခုပြန်လှုပ်ပြီးတဲ့။အဲ့တော့နိုင်ငံရေးလောကရဲ့အကွဲအပြင်းနဲ့သင်ငန်းစာယူစရာအကြဆုံးခံနေပါ။အဲ့တော့သမရထရန်ကအဲ့ဒီတေလာဂရင်းကိုဘယ်လောက်ထိ crash ပေါ့နော်ခြေမုံးမလဲဘယ်လောက်ထိလုံးမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါဒေလာဂရင်းကလည်းခေသူတော့မဟုတ်ဘူးလူပါပင်ပါတီမှာသမရထွန်းအာနာရပြီးတဲ့အချိန်မှာအောက်လွတ်တော်မှာသူတို့သူတို့အများစုနိုင်တဲ့အချိန်မှာအောက်လွတ်တော်ရေးရကော်မတီဩကွဋ္ဌတစ်ခုအနေနဲ့သူကယာတူးယူထားပါတယ်အဲ့တော့သူကတော့အဲ့တော့ပေါ်သေးသေးတော့မဟုတ်ပါဘူးဒါဒီနေ့ပဲအဲ့ဒီ West Georgia မှာရှိတဲ့ Republican ဒီဒေသခံမြို့နယ်ဒေသပြည်နယ်ရီပန်ကပါတီကသူတို့ရဲ့မဲဆန္ဒရှင်မှာသူတို့ကတော့ Taylor Green ကိုအခုဒီထောက်ခံနေသေးပဲအဲ့တော့ Taylor Green ဘက်ကပဲသူတို့ရက်တည်တယ်ဆိုပြီးတော့ထုတ်ပြန်လိုက်ပါတယ်ပြောချင်တာကသမရထရန့်က Taylor Green ကိုလာမယ့်2026ရွေးကောက်ပွဲမှာအစားထိုးဖို့ကြိုးစားတဲ့နေရာမှာသူတို့ဒီဒေသခံရီပါဘလင်တွေကတော့သူတို့ကိုထောက်ခံဒီ Taylor Green ကိုပဲထောက်ခံတယ်ဆိုပြီးတော့ဒီနေ့ပဲထုတ်ပြန်ပါတယ်တစ်ချိန်လုံးကလည်း ဒီဒီလိုပဲဒီသမရထရန်ကိုဆန့်ကျင်တဲ့လူအားလုံးဒီ Republican Party ကလွင်ထွက်သွားတာရုပ်ောက်ပွဲမှာပြန်ပြီးတော့မပါတော့တာတွေအားလုံးဒါတက်သေးတယ်လည်းရှိပါတယ်အထူးသဖြင့် list ပေါ့နော်ဒီဒုတိယသမရဟောင်းရဲ့တမီးဆိုရင်ဒါဒီတိုင်းဖြစ်ခဲ့တာပဲအဲ့တော့ဒီ Epstein Fine က တော်တော်လေးအမေရိကန်နိုင်ငံမှာရှုပ်ထွေးတယ်ပေါ့ဗျာနော်။နောက်သူကလည်းထောင်ထဲမှာသူ့ကိုယ်သူတက်တည်တယ်ဆိုပြီးတော့ဒီဆုံးသွားတာဖြစ်တဲ့အတွက်မေးစရာမေးခွန်းတွေအများကြီးပါပြီးတော့ဘယ်လောက်ထိလောင် ရှုပ်ထွေးတယ်လဲဆိုတာတော့အားလုံးလည်းသိတဲ့အတိုင်းပဲ။ဒါမဲ့အဲ့ဒီအောက်လွတ်တော်မှာဒီမိုကရက်တီအားလုံးကကမဲပြီးပြီးတော့ဒီအဲ့ဒီအထောက်ထားကိုထုတ်ပြန်ကြီးညာဖို့အတွက်မဲပြီးတော့မယ်။ဒါမဲ့သူတို့လုံနေတဲ့မဲလီကမဲ ဖြစ်တဲ့အဲ့ဒီဒီဘာဘီယန်ထောက်ခံမှုလိုချင်တာကိုဒီတီလာဂရင်းအပါဝင်တခြား၄၅ရောက်လဲထောက်ခံလိုက်မယ်ဆိုရင်လာမယ့်အပတ်မှာအောက်လွတ်တော်ကနေမဲခွဲလိုက်တာနဲ့ဒီဒီစီးရင်ကိုထုတ်ပြန်ရတော့မယ်အဲ့ဒါကိုကြောက်လို့လေပြီးခဲ့တဲ့ရက်90လုံးလုံးအဲ့ဒါကိုမဲခွဲမှစိုးရင်လို့အောက်လွတ်တော်ရဲ့ဥက္ကဋ္ဌကြီးရီပါဘလစ်ခေါင်းဆောင်ကလွတ်တော်ကိုအနာပေးလိုက်ပြီးတော့ အားလုံးကိုခွင့်ပေးချလိုက်တာရက်80တောင်အဲ့တော့အမေရိကန်နိုင်ငံမှာလော့ဒ်ဒေါင်းဖြစ်နေတဲ့အချိန်မှာကိုအောက်လွှတ်တော်ကိုအနာပေးလိုက်တယ်ပြောချင်တာခွင့်ပေးလိုက်တယ်အဲ့တော့ဒါပေမဲ့အခုလွှတ်တော်ပြန်ဖွင့်ပြီးဒီကိစ္စကပြန်အသက်ဝင်လာပြီပေါ့အဲ့တော့ဒါအမေရိကန်နိုင်ငံရဲ့ဒီအမေရိကန်နိုင်ငံရဲ့ဒါထူကြတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲပြောရမှာပါเนาะဒါကျွန်တော်တို့ကတော့စောက်ကြည့်ကြတာပေါ့เนาะသူတို့အချင်းချင်းပဲသူတို့ပဲထောက်ခံပြီးတော့သမနာထရန်ကိုဝိုင်းပြီးဝိုင်းရံခဲ့ကြတာပေါ့ပြောချင်တာကတော့ဖြစ်ဖို့များတာက power struggle ပေါ့เนาะသမနာထရန်အာနာရလာတဲ့အခါမှာအာနာကြီးလူကြတာပေါ့ဗျာယာဒူးတွေလူကြတာပေါ့ဗျာအဲ့ဒီအချင်းချင်းမှာသဘောထားကွဲကြတာပေါ့ဗျာဒါပါပဲ ူလိုချင်တာမရကိုလိုချင်တာမရပါဗျာအဲ့လိုမျိုးဖြစ်ကြတဲ့သဘောရှိတယ်အဲ့တော့ဒါ2028ဒီရွေးကောက်ပွဲကိုဘယ်လောက်ထိ effect ဖြစ်မလဲဆိုတာတော့ဘယ်သူမှမသိသေးပါဘူးဒါပေမဲ့ကြီးမားသောအကြောင်းကြီးတစ်ခုပေါ့နော်ပြောချင်တာကဖျားပြီးတော့ညံဖြတ်ဆိုတဲ့အတိုင်းသမနာထရန့်ကသူ့အာဏာရသွားပြီလေနောက်သုံးနှစ်ခိုင်သွားပြီသူ့ဘယ်သူမှထိလို့မရတော့ဘူးသူလည်းနောက်တစ်ခါပြန်ရွေးကံမှုလည်းမရှိတော့ဘူးဆိုတော့ သမနာထရန်ကလက်ရှိအာနာရှိနေတဲ့လူပါအဲ့တော့အဲ့ဒီလိုအာနာရှိအောင် သူတို့ပဲဝိုင်းပြီးတော့ဝိုင်းတင်ပေးထားတာသူတို့ပဲဝိုင်းပြီးတော့မဲဆွဲပေးထားတာသူတို့ပဲယက်တီပေးခဲ့ကြတာအခုဒီကိစ္စနဲ့ပတ်သက်ပြီးသဘောထားကွဲတယ်ဆိုတာကနောက်ွယ်မှာတခြားပါဝါစထရက်ကယ်ပေါ့နော်ယာဒူးလူနေကြတဲ့ပြဿနာတွေဖြစ်မယ်လို့ယုံကြည်ရပါတယ်